မေစုကနော် ICJ ကိုသွားပြီးစစ်ကောင်းဆောင်တွေကိုကဲခဲ့တာမင်းအောင်လိုင်းတို့ကကြောက်လို့ ICJ ကိုမသွားရဲပဲနဲ့အမေစုကစစ်တပ်ကိုကဲခဲ့ပါလေဆိုရဲကောင်းနေကောင်းမတွေလူဘောတွေနေပင်းနေကြမှာမိမယ်ဒီလိုမျိုးကအောင်ဆန်းစုကြည်ကမြန်မာပြည်ကိုသွားပြီးတော့ ICJ မှာကဲတင်ခဲ့တယ်စစ်ဘုံကျုပ်တွေကမသွားရဲလို့အောင်ဆန်းစုကြည်သွားတယ်ဆိုရင် ICJ မှာအောင်ဆန်းစုကြည်ခြေပါခဲ့တာကမြန်မာပြည်မှာရိုးရင်ချမရှိဘူးလို့ပြောခဲ့တာပြောရဲတလားမြန်မာပြည်မှာရိုးရင်ချမရှိဘူးလို့ပြောခဲ့တာအဖဘုံမကြီးကအမျိုးသားရေးအစွန်းရောက်တယ် ဗမာတွေကလူမျိုးကြီးဝါဒကဘာဖြစ်တယ်လူများစုကဖိနေတယ်ဆိုတော့လူလူတောင်းလို့လာမပြောနဲ့အဲ့လိုတောင်းလို့လူတောင်းလို့လာပြောရင်တော့ခုပဲနဲ့ချိတ်တော့ဘာရဲ့ကိုပဲရှိလိမ့်မယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဘင်္ဂါလီကိုနိုင်ငံသားဖြစ်ခွင့်မပေးနိုင်ဘူးဟုဆိုကာဒေါအောင်ဆန်းစုကြည်နဲ့သူမရဲ့ထောက်ခံသူတွေကိုမပူတူးစိန်ခေါ်လိုက်ပြီးမှအဆုံးအထိနားဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာဘင်္ဂလီတွေကိုနိုင်ငံသားခွင့်ရပေးတင်လားဆိုရဲကောင်းစင်နဲ့ပြောသွားမှာဖြစ်ပါတယ်ဒီအထက်မှာပြည်ပကဘင်္ဂလီတကောင်တော်တော်ဆောင်းကြွနေတယ်အောင်ကြုံမှုတွေ ဘာသာရေးပြဿနာဖန်တီးနေတယ်လူမျိုးရေးပြဿနာဖန်တီးနေတယ်ကျမတို့တတိထားရမှာနှစ်ချက်ရှိတယ်အဲ့လိုမျိုးနိုင်ငံခြားကိုရောက်သွားတဲ့ဘင်္ဂလီတွေကဒီကောင်အောင်ကြောင်မိုးလို့အကုန်လုံးကဗုဒ္ဓဘာသာကိုဆော်ကားတယ်ပြည်တွင်းမှာရှိနေပြီးတော့သူတို့လူဦးရေနေတဲ့နေရာဘင်္ဂလီတွေကြတော့ဟာအတီလူတွေမပြောပါနဲ့ဘာသာရေးပြဿနာတွေမဖန်တီးပါနဲ့လူမျိုးရေးပြဿနာတွေမဖန်တီးပါနဲ့အကုန်လုံးကညီကိုမောင်နှမနေမယ်အေးအေးချက်ချက်အတူတူငြင်းငြင်းချက်ချက်နေကြမယ်လို့ပြောတယ်ပြည်တွင်းမှာသူတို့လူဦးရေနေတဲ့နေရာ ရခိုင်ပြည်ဘူတိတော်မောင်းတို့လိုမျိုးမွန်ပြည်နယ်ကြိုက်မရော့လိုမျိုးသူတို့လူဦးရေအင်မတန်များတဲ့နေရာကြနေရာမှာရှိတဲ့ဘင်္ဂလီတွေကအဲ့ဒီအောင်ချုံမှုနဲ့တတိယရတယ်ပဲသူတို့လူများတဲ့နေရာဆိုရင်လူများတို့လူပေါင်းဝါပြီးတော့ခေါင်းထောင်ပြီးတော့ဘုရားဘာသာကိုစောကားရဲ့သူတို့လူဦးရေနေတဲ့နေရာကြခေါင်းငုံနေပြီးတော့လူနေစုအခွင့်ရေးပေးပါလို့တောင်းကြတယ်အဲ့ဒါသူတို့ရဲ့ဝါဒအဲ့ဒါသူတို့ရဲ့ဆောက်ကျင်ပဲကျွန်တော်တို့တည်ထားမှာပဲเนาะဆိုတော့ ခုလိုမျိုးဘာသာရေးစော်ကားမှုတွေနဲ့ပတ်သက်လာရင်လူမျိုးရေးစော်ကားမှုတွေနဲ့ပတ်သက်လာရင်တော့ကျွန်တော်တို့ဘုရားဟောထားတဲ့စာပေပြီးတဲ့ကျမ်းဂန်တွေနဲ့ kait နေပြီးအထောက်ထားတွေနဲ့ပြန်ချင်းပါတတ်တဲ့ကိုကျော်ကြီးဆိုတဲ့အကိုကြီးတယောက်လမ်းပေါ်မှာအများနဲ့တွေ့ရပါတယ်ကျေးဇူးတင်ပါတယ်ပုဂ္ဂိုလ်ကြီးအောင်ရှင်ကြီးတို့လိုစကားလေးမပြောဘူးသူတို့တူရဲ့ပြောဆိုမှုတွေကကျွန်တော်တို့ထက်ဆိုင်ရင်ကျွန်တော်တို့ထက်ဆိုင်ရင်ဘာသာရေး impact ပြီးဆက်တယ်ကျွန်တော်တို့ကသူ့လောက်ဘာသာရေးအသိဉာဏ်မရှိဘူးသူဆိုလို့ရှိရင်အာဘယ်တုတ်တန်းဘယ်လိုဘယ်ဝိနည်းရဘယ်လိုဆိုပြီးအချက်နဲ့တရားဆိုတာလည်းပြောနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဒီလိုကိုကျော်ကြီးလိုလူမျိုးနောက်ထပ်10ယောက်လောက်ရှိနေကြပါတယ် နောက်တဲ့ဇာတ်လောက်ရှိနေကြမှာလေเนาะအာရှိတယ်ဒါပေမဲ့တချို့ကရွက်ပုံသေးလို့နေနေကြတယ်ဥပမာဆရာခင်မောင်နေကြောက်ပါတော့ကျမကဆရာခင်မောင်နေကြောက်ပါတော့ဆိုတော့ဒီအရင်ဖတ်တယ်အရင်လည်းသဘောကျတယ်เนาะဆရာခင်မောင်နေကြောက်ပါအောင်လို့ဆိုလို့ရှိရင်တကယ်ကိုကလောင်သွားကလောင်လက်လက်ကထက်တယ်ဒါပေမဲ့ခက်တာကကျွန်မတို့နိုင်ငံမှာကျွန်မတို့လူလူလက်ပိုင်းနေလူငယ်ပိုင်းနေနေစာဖတ်မလားနေဖုံးတော့လားဆိုမင်းစာဖတ်မလားဖုံးကြည့်မလားလို့မင်းအကောင်ကဖုံးမဲကြည့်လိုက်မယ်ဖုံးမဲတော့လိမ့်မယ် လုပ်ငန်းတွေလားတော့မဟုတ်ဘူးလူကြီးတွေလည်းအလိုပဲအချို့ဖိုးရေးဖွားရေးတက်ကြီးနေပြီဖုံးမဲကြီးနေကြတာစာမဖတ်ကြအောင်ဆိုတော့လူတွေအကုန်လုံးကခက်ကစာအုပ်ကနေစာဖတ်တဲ့ခက်ကိုကြောခဲ့ပြီးတော့ဖုံးကန်ပြီးတော့ line တုံးတဲ့ခက်ကိုရောက်နေပြီဖြစ်တဲ့အတွက်เนาะဇေယခင်မောင်နဲ့တောက်ပလောင်းတို့လိုမျိုးဟိုဒီဆရာဆရာဦးအောင်မျိုးမစိုးရင်စာတင်သားလို့ပေါ့เนาะဒီလိုလူတော်တွေကိုကျော်ကြီးနဲ့ဟိုတို့ကိုကျော်ကြီးလိုလူမျိုးလိုပဲတို့လိုဆိုလို့ရှိရင်စာပေကျန်ကအင်ပတန်နှက်ဆက်တဲ့ပုံကိုယ်တွေအနေနဲ့ကကလောင်လက်နဲ့အပြင် ဆိုရှယ်မီဒီယာကလည်းတိုက်ပွဲဝင်နေပါတယ်အခုလိုလူမှုကွန်ရက်တွေတွေကပြီးတော့လည်းအတိအញ្ញံတွေပို့သူရတွေမျှဝေပြီးတော့ကျမတို့ဘာသာတန်တနာကိုစော်ကားနေတဲ့ဘာသာခြားလူမျိုးခြားတွေကိုတုံ့ပြန်ပေးတင်ပါတယ်တုံ့ပြန်ပေးပါကုကြုံကြီးလူလူမျိုးတွေနောက်ထပ်နောက်ထပ်အများကြီးပေါ်ထွက်ဖို့မျှော်လင့်ပါတယ်ဆိုတော့ကျမပြောချင်တဲ့ဒီကအကြောင်းအရာပင်လေးတွေကိုနိုင်ငံသားဖွင့်ပေးတင်လားကျမတောက်တဲ့အမြင်အားပေးတင်တယ်တက်ပြပြောမယ်ဘင်းလီရေကိုနိုင်ငံသားဖြစ်ခွင့်ပေးတယ်လားနိုင်ငံသားအခွင့်အရေးပေးတယ်လားဟုတ်ကဲ့ပေးတယ်ပါတယ်ဘလို့လူတွေကိုပေးရမလဲ ကျွန်တော်တို့မြန်မာပြည်မှာတို့ဆိုလို့ရှိရင်လည်းပဲဘိုးဘွားအဆင်ဆင်နေခဲ့ကြတယ်ဘိုးဘွားအဆင်ဆင်မြန်မာပြည်မှာနေခဲ့ကြတယ်မွတ်စလင်တွေဘင်္ဂလီတွေအများကြီးရှိတယ်။အဲ့ဒီဘင်္ဂလီတွေကိုကျွန်တော်တို့နိုင်ငံဒီစဲဥပဒေနဲ့ကန့်ညီတဲ့လူမှန်သမားကိုကျွန်တော်တို့ကနိုင်ငံကခွင့်ပေးဖို့ပြီးရမယ်။ပြီးတင်တယ်။နိုင်ငံကဖြုတ်ခွင့်ပေးတယ်။ပြီးလေပြီးခဲ့တယ်။တော်တမန်ဦးတိုင်းနေဆိုရလည်းထဲမှာလည်းနိုင်ငံသားဖြုတ်ခွင့်ပေးခဲ့တယ်။တမန်ဦးထင်ကျော်တမန်ဦးဝင်းမြင့်လက်ထက်မှာလည်းနိုင်ငံသားဖြုတ်ခွင့်ပေးခဲ့တယ်ပန်းရောင်ကလေးထုတ်ပေးခဲ့တယ်။ ်ဒါပေမဲ့အခုတို့ကတဆင့်တက်ပြီးတော့နိုင်ငံသားဖြစ်ခွင့်လိုချင်တာမဟုတ်တို့တိုင်းရင်းသားဖြစ်ခွင့်လိုချင်နေကြတယ်တိုင်းရင်းသားဖြစ်ချင်နေကြတယ်ဒါမျိုးကြတော့ပြေးလို့မရဘူးမြန်မာပြည်ထဲမှာဘိုးဘွားအစဉ်ဆက်နေထိုင်ပြီးတော့မြန်မာပြည်ရဲ့ကျွန်တော်တို့နိုင်ငံရဲ့ဒီဇယ်ဥပဒေကိုလေးစားလိုက်နာတဲ့ဘင်္ဂလီတီရှိအများကြီးရှိတယ်။အဲ့ဒီဘင်္ဂလီတီကိုမြန်မာနိုင်ငံသားဖြစ်ကွယ်နိုင်ငံသားခွင့်ရပေးနိုင်တယ်။သို့တော့တိုင်းရင်းသားခွင့်ရမပေးနိုင်။တိုင်းရင်းသားခွင့်ရပေးအောင်ခင်ဗျားတို့ကတိုင်းရင်းသားမဟုတ်ဘူး။အခု ဘင်္ဂလီတော်တော်များများကနိုင်ငံသားခွင့်ရတောင်းနေတာပေါ့ကွနိုင်ငံသားဖြစ်ရှင်ကိုလည်းတောင်းနေတာပေါ့သူတို့တိုင်းရင်းသားကိုတောင်းနေတာအဲ့ဒီပြဿနာအစားဘာတူလဲအောင်ဆန်းစုကြည်အဲ့ဒီပြဿနာအစားဘာတူလဲတော့အောင်ဆန်းစုကြည်ငှားလိုက်တဲ့ကိုဖီအာနဲ့အကြံပေးကော်မရှင်ကြောင့်ဖြစ်တယ်မဟုတ်ပါဘူးလို့ပြောနေလဲကိုဖီအာနဲ့အကြံပေးကော်မရှင်စပြီးငှားတဲ့က နော်လွတ်တော်မှာရှိအတိုက်ခံနေအတိုက်ခံပါတီတွေအကုန်ကန့်ကွက်တယ်နော်ရခိုင်ပါတီတွေကန့်ကွက်တယ်ရခိုင်လွတ်တော်ကိုစလဲတယ်ကျွန်တော်တို့ကရခိုင်လူမျိုးကိုကိုစားပြုပြီးရခိုင်တွေကမဲပေးရွေးချယ်လိုက်တဲ့ကိုစလဲတွေဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကရခိုင်ပြည်နယ်ရခိုင်ပြည်သူလူထုရဲ့အတန်းကိုကိုစားပြုပါတယ်ဒါကြောင့်ရခိုင်ပြည်နယ်ရွေးကိုဆွေးနွေးတဲ့အခါကိုပြည်အားနဲ့လုံနိုင်ငံခြားကအကောင်ကိုမငားပဲနဲ့ကို့ နိုင်ငံသားချင်းချင်းကုလူမျိုးချင်းချင်းကြောချင်းကဲ့ယဉ်ချင်းအပ်ပြီးဆွေးနွေးပါတိုင်းပြည်မှာဒိုင်ယန်တော့ပါတနာဖြစ်ကျွန်တော်တို့ကိုအသတ်မှတ်ပေးပါအောင်ဆိုပြီးတော့နော်ရခိုင်လွှတ်တော်မှာဦးလှဆော့လို့လွှတ်တော်မှာတောင်းဆိုတယ်။ဒါပေမဲ့ဒေါ်ဆန်းစုကြည်ကရခိုင်လူရွေးချယ်ထားတဲ့လွှတ်တော်ကိုယ်တိုင်တွေကိုဘေးချိတ်ပြီးတော့ကိုဖီယာနဲ့အချမ်းမေးကော်မရှင်ကိုနှားခဲ့တယ်။အဲ့ဒီကိုဖီယာနဲ့အချမ်းမေးကော်မရှင်ကမြန်မာပြည်ရဲ့လမ်းညွန်မြေပုံကြီးဖြစ်ပါတယ်ဆိုပြီးတပ်သွေးမတိန်လိုက်ပြီးလုပ်ခဲ့တယ်။အဲ့ဒီတရားခံအောင်ဆန်းစုကြည်ပဲ။ မဟုတ်ပါဘူးလို့ဘယ်သူညင်မလဲကိုပီအာနဲ့အကြံပေးကော်မရှင်ပါအချက်88ချက်ကတိုင်းပြည်ကိုဘယ်ကလေးလက်ထက်ထဲတာမဟုတ်ဘူးလို့ရွေးကောက်ပွဲပြီးရင်အာနာပြန်လွှဲပေးမယ်ဆိုပြီးပူတင်နဲ့တွေ့ဆုံချိန်မင်းအွန်လိုင်းပြောပြန် မနေ့ကရုရှားနိုင်ငံမော်စကိုမြို့ကိုရောက်ရှိနေတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကကရင်မလင်နန်းတော်မှာရုရှားသမ္မတပူတင်နဲ့တွေ့ဆုံခဲ့တယ်လို့သတင်းထုတ်ပြန်ထားချက်အရသိရပါတယ်။တွေ့ဆုံပွဲမှာမကြာမီကာလနဲ့ရွေးကောက်ပွဲကိုကျင်းပပြုလုပ်ပြီးစီပါကဒီမိုကရေစီစံနှုန်းတွေနဲ့အညီနိုင်ငံတော်ဝင်ကိုလွှဲအပ်ပေးသွားမယ်ဆိုပြီးသူကပြောဆိုခဲ့ပါတယ်။ စစ်တပ်ကရွေးကောက်ပွဲကျင်းပချိန်မှာနိုင်ငံတကာကလိလာရေးအဖွဲ့တွေကိုဖိတ်ခေါ်သွားမယ်လို့ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။နောက်ပြီးနိုင်ငံနဲ့နိုင်ငံသားတွေကိုထိပါလာခဲ့ရင်ကာကွယ်ပိုင်ခွင့်ရှိတာကိုလက်ခံထားကငြင်းချမ်းရေးရရှိဖို့ရုရှားနိုင်ငံရဲ့ကြိုးပမ်းလာတွေကိုကြိုးဆိုတယ်လို့စစ်ကောင်းဆောင်ကဆိုပါတယ်။ ဒါအပြင်နှစ်နိုင်ငံစစ်တပ်နှစ်ရဲ့အကြားစစ်ဖက်တန်တမန်ဆက်ဆံရေးဟာခိုင်မာတဲ့ချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်တာတွေကိုအတူလက်တွဲဆောင်ရွက်နေတယ်လို့ပြောဆိုခဲ့ပါတယ်။တွေ့ဆုံပွဲတဲ့နှစ်နိုင်ငံအကြားရရှိထားတဲ့သဘောတူညီချက်တွေကိုဆက်လက်အကောင့်ထည့်ဖို့ဆောင်ရွက်သွားနိုင်ဖို့အသေးစိတ်ဆွေးနွေးခဲ့တယ်လို့ရုရှားသမ္မတပူတင်ကဆိုပါတယ်။ အဲ့ဒီနောက်နျူကလ িয়ার စွမ်းအင်ကိုငင်းကျန်းစွာအသုံးပြုဖို့ရင်းနှီးမြှုပ်နှံဖို့လျှက်စစ်စွမ်းအင်ကဏ္ဍကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးကဏ္ဍနဲ့ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့တယ်လို့ဖော်ပြထားပါတယ်။မော်စကိုကိုရောက်ရှိနေတဲ့စစ်ကောင်းဆောင်ဟာကာဇက်စတန်ကိုထပ်မံသွားရောက်ဖို့ရှိနေပြီး ကာဇက်စတန်သမ္မတအပါအဝင်တာဝန်ရှိသူတွေနဲ့တွေ့ဆုံသွားဖို့ရှိတယ်လို့လည်းထုတ်ပြန်ထားချက်အရာသိရပါတယ်။ဘယ်သူမြင်မလဲ။ကျွန်မစင်ခေါ်တယ် အဲ့ဒီကိုဗစ်အနေနဲ့အစီရင်ခံတာထွက်ပြီးတော့မကြခဲ့ပါပဲခံပြရကတရားဆွဲရနော်မစီမဆိုင်ဟိုအဝေးကြီးကရေချိုင်းမိချာကဂမ်ဘီယာကတရားဆွဲအိုက်ဂျီချမှုအဲ့ဒီဂမ်ဘီယာတရားဆွဲရအိုက်ဂျီချမှုကဘင်္ဂလီတွေကိုတတ်တယ်မတတ်ဖို့ဆိုတာအဓိကမဟုတ်ဘူးသူတို့လူမျိုးလိမ်ရိုဟင်ဂျာဆွဲနေမယ်အဓိကထပ်ပြမနော် ကမ်ဘီယာကတရားစွဲရင်အာရှတည်မှုကသူတို့ရခိုင်ပြည်မြောက်ပိုင်းအင်းဒီရွာမှာတက်တယ်မတက်ဘူးကအဓိကမဟုတ်ဘူးလူမျိုးတွေတက်တယ်မတက်ဘူးကအဓိကမဟုတ်ဘူးသူတို့လူချင်းနဲ့ဘင်္ဂလီတွေကိုရူဘင်ဂျာစွဲနာမည်နဲ့မြမပြီးမှတိုင်းရင်းသားအဖြစ်သူတို့နေခဲ့တယ်ဆိုတာအဓိကအဲ့ဒီချက်ကိုသူတို့လူချင်းလားဒါဆိုရင်ဒီနေရာမှာအမေစုကနော် ICJ ကိုတော့ပြီးတော့စစ်ကောင်းဆောင်တွေကိုခဲခဲ့တာမင်းအောင်လိုင်းတို့ကကြောက်လို့ ICJ ကိုမသွားရဲပဲနဲ့အမေစုကစစ်တပ်ကိုခဲခဲ့ပါလေဆိုရဲကောင်းနေကောင်းမနေလူပေါ်တွေနေပင်းနေကြမှာမင်းမင်း ဲ့ဒီလိုမျိုးအောင်ဆန်းစုကြည်ကမြန်မာပြည်ကိုသွားပြီးတော့ IG ထဲမှာကဲတင်ကဲတယ်စစ်ဘုံချုပ်တွေကမှသွားရဲလို့အောင်ဆန်းစုကြည်သွားတယ်ဆိုရင် IG ထဲမှာအောင်ဆန်းစုကြည်ခြေပါခဲ့တာကမြန်မာပြည်မှာရိုးရင်ကြမရှိဘူးလို့ပြောခဲ့တာပြောရဲသလားမြန်မာပြည်မှာရိုးရင်ကြမရှိဘူးလို့ပြောခဲ့တာပြဿနာဆားပြီးတော့ဖြည့်ရှင်းပြီးတရားရုံးမှာသွားပြီးဖြည့်ရှင်းပြီးဆိုရင်နံပါတ်1ပြောရမှာကဒီကမ်ဘီယာကဆွဆွဲတဲ့ရိုးရင်ကြဆိုတာကျွန်တော်တို့မြန်မာပြည်မှာမရှိဘူးကျွန်တော်တို့တိုင်းရင်းသားထဲမှာရိုးရင်ကြမရှိဘူးလို့နံပါတ်1ပြောရမှာမဟုတ်ဘူးလားအောင်ဆန်းစုကြည်ပြောရဲသလားပြောခဲ့တာလား ောင်ဆန်းစုကြည်ကိုဒေါ်မတက်ဖင်းနဲ့အောင်ဆန်းစုကြည်လို့ခေါ်တော့ခင်ဗျားတို့နားထဲမှာအာရိုင်းလိုက်တာကိုမရိုင်းလိုက်တာကိုစောကားလိုက်တာကိုခင်ဗျားတို့နားထဲမှာအေးဒေါ်ဆန်းစုကြည်ကိုဒေါ်မတက်ဖင်းနဲ့အောင်ဆန်းစုကြည်လို့ခေါ်တာတော့ခင်ဗျားတို့နားထဲမှာရိုင်းနေလို့ထင်ခင်ဗျားတို့အသေးတဲ့မှာနားရင်ကျမတို့ကလည်းကျမတို့ချစ်တဲ့တက်မလို့ခေါင်းဆောင်တွေကိုခင်ဗျားတို့နော်အောင်ဆန်းစုကြည်ကြအမေခေါ်ပြီးမရောက်နိုင်ကြမအေးလို့လို့ဆဲနေတယ်ခင်ဗျားတို့အောင်ဆန်းစုကြည်ကြတော့အမေနဲ့မရောက်နိုင်ကြတော့မအေးလို့တဲ့ခင်ဗျားတို့အဲ့ဒီလိုမျိုးဆဲဆုံမှုတွေကျွန်တော်တို့လည်းနားရဲကိုကျက်စာတန်းအောင်ပြပြတာ ခမားတို့တွေကဥနေဝင်ဆိုလဲဆဲလိုက်တာဆဲလိုက်တာဥတန်းရွှေဆိုလဲဆဲလိုက်တာဆဲလိုက်တာနင်တို့တွေအလှူဆဲတာငါတို့လည်းလာတယ်အခုကျမကဒေါအောင်ဆန်းစုကြည်ကိုထုံမတက်ပဲနဲ့အောင်ဆန်းစုကြည်ကိုပြောလိုက်တာခမားတို့ရိုင်းနေထင်းရင်ခမားတို့ဥနေဝင်တို့ဥတန်းရွှေတို့ဥမင်းအောင်လိုင်းတို့တချင်လုံးဆဲနေတာဘယ်လောက်ရိုင်းရဲဆိုခမားတို့ဆဲတာဟုတ်ပြီဒီညမှာဒေါအောင်ဆန်းစုကြည်ကိုတိုင်းကမြမပြီးမှလူဟိကြမရှိပါဘူးတိုင်းရင်းသားထဲမှာလူဟိကြမရှိပါဘူးလို့မငင်းခဲ့တယ်ဒေါအောင်ဆန်းစုကြည်ငားထားတယ်နိုင်ငံသားသားရှိနေတာဘာပြောလဲနာမည်ကဝီရင်ရှိပါ့ နော်ဝီရရှားပဲဆိုရင်နိုင်ငံသားသားအာရှိနေနိုင်ငံသားသားဥပဒေအကြံပေးရာရှိကဂမ်ဘီယာမှာသွားပြီးတော့ ICJ ICJ မှုဂမ်ဘီယာတရားစွဲတဲ့ ICJ မှုကိုတတ်ဟိတ်မှာဖြေရှင်းတော့ကရိုဟင်ဂျာလို့ပဲတော့တယ်တိအောင်ဆိုင်ကူချီကမြန်မာပြည်မှာရိုဟင်ဂျာမရှိဘူးလို့မငင်းနဲ့ပြင်နှစ်အောင်ဆိုင်ကူချီငားထားတဲ့နိုင်ငံသားသားရှိနေဝီရရှားဘက်ကမြန်မာပြည်ကရိုဟင်ဂျာမြန်မာပြည်ကရိုဟင်ဂျာလို့ပြောတာတယ်ဆိုတော့မြန်မာပြည်မှာရိုဟင်ဂျာရှိတယ်လို့ဝန်ခံလိုက်တာမဟုတ်ဘူးလား ဒီလူမျိုးကိုမြမပြီမှာတိုင်းရင်သားဖြစ်နေတယ်မြမပြီမှာရှိနေတယ်လို့ဝဲခံလိုက်တာနဲ့မတူဘူးလားအေးအဲ့ဒီလူမျိုးမြမပြီမှာရူတာရှိတယ်ဆိုလို့ရှိရင်အဲ့ဒီလူမျိုးတွေအတွက်နေမည်ပြရတော့မယ်အခုကဘာကတစ်ချိန်လုံးပြောနေတဲ့စေစုံစေစုံဆိုတာရခိုင်ပြီမှာပြေဖို့ပြရမယ်ရခိုင်ပြီမြောက်ပိုင်းတစ်ခုလုံးကိုဘင်္ဂလီနေမည်ရူတာနေမည်ရူတာပြနေဆုံးပြရလိမ့်မယ်ဒီလိုမျိုးရခိုင်ပြည်မြောက်ပိုင်းကိုရိုဟင်ဂျာနေမည်ရိုဟင်ဂျာနိုင်ငံရိုဟင်ဂျာ state safe zone လို့ပြီးလိုက်လို့ရှိနေတယ်။အောင်ဆန်းစုကြည်အာနာရ ပြီးပြီးချင်းအာနာရတာနဲ့ပထမဆုံးလုပ်ခဲ့တဲ့ net migration ဘတ်စာချုပ်နောက်တော့လေ16ခုနှစ်ဂျော်22ရက်နေ့အောင်ဆန်းစုကြည်တက်ရောက်တဲ့သဘောဆန္ဒနဲ့လက်မှတ်ရေးထိုးခဲ့တဲ့ Land Migration Ban စာချုပ်အရာကဘာနိုင်ငံအသီးသီးမှရောက်နေတဲ့ migrant နော်ခိုးဝင်ဘင်္ဂလီတွေကိုပြောတာအဲ့ဒီခိုးဝင်ဘင်္ဂလီကကျွန်တော်တို့ကရိုဟင်ဂျာပါဆိုပြီးတော့ကျွန်တော်တို့ကရိုဟင်ဂျာပြည်နယ်ကိုပြန်လာမယ်ဆိုပြီးအဲ့ဒီရခိုင်ပြည်နယ်မြောက်ပိုင်းက data state ဆိုတာယူသူတို့ချောက်လာကြတယ်ဘာကြောင့်လဲအောက်ဆန်းစုကြည်လက်မဲ့ရေးထိုးထားတဲ့ Land Migration ဘာစားချက်ပြ Migrant တွေကိုနိုင်ငံသားဖြစ်ခွင့်ပေးရလိမ့်မယ်။နော်ဆိုတော့ညတို့တစ်ဖြာတစ်ခွက်ဖြုတ်အောင်တော့လေ။လူ ይታ တွေကိုတိုင်းရင်းသားခွင့်ရပေးမယ်မအော်နဲ့လူ ይታ မြန်မာပြည်မှာမရှိဘူး။နော်ဆိုတော့ကျွန်တော်တို့ကပြောတာရှင်းရှင်းလေးမြန်မာပြည်မှာနေပြီးတော့နော်အိန္ဒိယကနေလျှောက်လာတဲ့ဘင်္ဂလီဘင်္ဂလားဒေ့ကနေလျှောက်လာတဲ့ဘင်္ဂလီ တို့ရဲ့လာရကအိန္ဒိယတို့ရဲ့လာရကဘင်္ဂလားဒေ့သို့တော့ငါတို့မြန်မာပြည်မှာတို့ဘိုးဘွားအဆင်ဆန်နေခဲ့တယ်။ဒါကြောင့်မလို့အဲ့ဒီလိုမြန်မာပြည်မှာဘိုးဘွားအဆင်ဆန်နေခဲ့တဲ့ဘင်္ဂလားဒေ့မြန်မာနိုင်ငံရဲ့ဒီဇယ်ဥပဒေနဲ့ကန့်ညီတဲ့ဘင်္ဂလီတွေအများကြီးရှိတယ်။အဲ့ဒီအများကြီးကိုငါတို့နိုင်ငံသားအခွင့်အရေးပေးပေးနိုင်တယ်။နိုင်ငံသားဖြစ်ပေးပေးနိုင်တယ်။သို့တော့ငါတို့နိုင်ငံမှာမရှိတဲ့တိုင်းရင်းသားအခွင့်အရေးနာမတောင်းနဲ့။နော်။နိုင်ငံသားအခွင့်အရေးပေးထားပါလေ။နိုင်ငံသားဖြစ်ခွင့်ပေးနေပါလေနဲ့တိုင်းရင်းသားဖြစ်ခွင့်မရတာနဲ့ပဲ။ဟာဘုံမကြီးကအမျိုးသားရေးအစိုးရတဲ့ ဗမာတွေကလူမျိုးကြီးဝါဒကဘာဖြစ်တယ်လူများစုကဖိနှိပ်တယ်ဆိုတော့လူလူတောင်းလို့လာမပြောနဲ့အဲ့လိုတောင်းလို့လူတောင်းလို့လာပြောရင်တော့ခုံပနဲ့ချိတ်တော့ဘာရဲ့ကိုပဲရှိတယ်မယ်နော်ကျွန်တော်ကျမရဲ့ဘီလိုဖိုင်တွေကိုအမြဲတမ်းဖျက်ညက်ကလုပ်ပြီးတော့ကျမအကြနဲ့လောက်စားနေတဲ့ကောင်းလေးကမိုက်ရှင်တို့အတိညာရှိတယ်ဆိုရင်ပတိရှိတယ်ဆိုရင်ကျမဆိုင်ခေါ်တယ်နော်ကျမကအချက်အလက်နဲ့နိုင်ငံရေးလို့မေးခွန်းထုတ်တဲ့ဖြစ်တဲ့အတွက်ရှင်တို့တွေလည်းအချက်အလက်နဲ့နိုင်ငံရေးလို့ပြန်လဲခြေပါနိုင်ရမယ်။ကျမကရင်ရင်ကျကျလူလူမေးတဲ့အတွက်ရှင်တို့ကလည်းရင်ရင်ကျကျလူလူပြန်ဖြေတတ်ဖို့လိုပါတယ်။